မင်္ဂလာပါမေဒီနေ့ဒီညမာလေးရဲ့ comment ကိုတို့လို့မေးပြန်ပြီးတော့ပြောချင်ပါတယ်ပေါ့နော်ဒီညမာလေးမေးထားတာကဂျာတော့ဒီဂျပန်မှာထွက်ပြေးတယ်ဆိုတာက agency မကောင်းလို့ပါပေါ့နော်အဲ့ဒီအချက်ကလေးကိုမေးအရှင်းဆုံးပြောမယ် မှန်ပါတယ်မကောင်းတဲ့ agency တွေအများကြီးရှိပါတယ်ဟိုဘက်ရောက်သွားပြီးတော့မှတာဝန်မယူတဲ့ agency မျိုးတွေလည်းအများကြီးရှိပါတယ်ပေါ့နော်ဒါမေးထွက်ပြေးတဲ့ video ဆိုပြီးမေးရဲ့ warrant မှာတင်ထားတယ်ကျွန်တော်ရောက်ပြီးထွက်ပြေးတဲ့သူတွေကြည့်ဖို့ဆိုပြီး video တင်ထားတယ်အဲ့ဒီမှာဆိုလို့ရှင်မေးပေါ့နော်အပိုင်း၁ရက်၂ရက်၃ရက်ဆိုရင်မေး၃မိုင်းတင်ထားပါတယ်အဲ့၃မိုင်းလုံးမှာမေးတိတိကျကျလေးရှင်းပြပေးထားပါတယ်ဂျပန်မှာတကယ်ကိုမှခက်ခဲလွန်ပြီးတော့ ခူမီယာရေးကို report တင်တာလဲခူမီယာရေးကမကူညီဘူးအလုံရှင်ဘက်ကလည်းမကူညီဘူးဘ누구ကိုမှကူညီတောင်းလို့မရတဲ့အဆုံးထွက်ပြေးကြပြီးတော့တကယ်ကိုခက်ခဲလွန်းလို့ပါဆိုရဲလူတွေကိုမင်းမဆိုလိုဘူးလို့မင်းရဲ့ဗီဒီယိုတိုင်းမှာလည်းမင်းပြောသွားပါတယ်မင်းဆိုလိုတဲ့ထွက်ပြေးတဲ့သူဆိုတာကရောက်သွားတာတလှတော့မပြေးသေးပဲနဲ့ထွက်ပြေးကြတဲ့သူတွေကိုမင်းဆိုလိုတာဖြစ်ပါတယ်အဲ့ဒီဗီဒီယိုထဲမှာလည်းမင်းတခါလဲပြောပြီးသားပေါ့နော်ဒါပေမဲ့အမားပြောချင်တဲ့ထွက်ပြေးတဲ့သူဆိုတာက ရောက်တာအလုတ်ကိုဂျပန်ဘက်ကိုရောက်တာအလုတ်ထဲကိုရောက်တာတလတာမပြည့်သေးပဲထွက်ပြေးရသူတွေကိုအမဆိုလိုတာဖြစ်ပါတယ်။အဲ့ဒီလိုလူမျိုးတွေကကြတော့ဘာလို့ထွက်ပြေးရလဲ။ညီမလေးအနေနဲ့အဲ့ဒီကိစ္စတွေရောကြားလားတိလားပေါ့နော်။ညီမလေးအနေနဲ့မတိသေးပဲနဲ့ဒီ comment ကိုလာမန့်တာလားမကြားတာလားပေါ့နော်။ပတ်စံပိုးရတဲ့နေရာကိုထွက်ပြေးကြတာလေ။အလုတ်ကနေပြီးတလတာမပြည့်သေးပဲနဲ့ဘာလို့ထွက်ပြေးရလဲလို့ညီမလေးအနေနဲ့ထင်လဲ။ပေါ့နော်။ အဲ့တော့ကြတော့အဲ့ဒီလူလူတွေထွက်ပြေးလို့မဟုတ်လို့ဒီဘက်မှာလာတော့မဲ့သူတွေအင်တာဗျူးအောင်ပြီးသားလူတွေအကုန်ကန်ဆယ်ဖြစ်သွားတဲ့ကိစ္စတွေကိုကိုလာဖို့ပြင်ဆင်ပြီးကြချာမှကန်ဆယ်အလုတ်ခံလိုက်ရတဲ့အလုတ်ရှင်ကမြန်မာတွေမခေါ်ရဲတော့ပါဘူးဆိုပြီးတော့ကန်ဆယ်လုတ်လိုက်တဲ့ကိစ္စတွေကိုရောမနေ့ရောက်ကန်ဆယ်ဖြစ်သွားလဲဆိုတဲ့ကိစ္စတွေကိုရောမြန်မာလေးနေနဲ့ကြာလာပေါ့နော်တိလာပေါ့ ညီမလေးအနေနဲ့ပြောထားတဲ့အောက်မှာမရည်ကျင်မှုတော့လို့ပြောထားတယ်အဲ့တော့အမမေးချင်တာကလေဟိုထွက်ပြေးတဲ့လူတွေကတော့တကယ် agency မကောင်းလို့ဒုက္ခရောက်လို့ပေါ့နော်ဒီတလားနဲ့ထွက်ပြေးတဲ့လူကလည်းညီမလေးအနေနဲ့ agency မကောင်းလို့ဒုက္ခရောက်လို့ထွက်ပြေးတဲ့လူကညီမလေးအနေနဲ့သတ်မှတ်ထားရပေါ့နော်အဲ့တော့ကျတော့ဟိုမတော်ရသေးဘဲနဲ့ cancel အလုပ်ခံလိုက်ရတဲ့သူတွေကရောညီမလေးအနေနဲ့ရည်စရာများကောင်းနေရလားဟိုဘက်ကလူတွေကိုကျတော့ကိုချင်းစာပြီးရောလေထွက်ပြေးတဲ့လူတွေကတော့ငါအပြည့်အဝကိုချင်းစာရဲဆိုတာမျိုးလေ ီဘက်မှာကန်ဆယ်အလုပ်ခံလိုက်ရပြီးတော့သွားဖို့တစ်နှစ်ကြာနေတဲ့လူတွေနှစ်နှစ်ကြာနေတဲ့လူတွေသုံးနှစ်ကြာနေတဲ့လူတွေတချို့လေးနှစ်ထိမသွားရသေးတဲ့သူတွေအများကြီးရှိပါတယ်ဒီဘက်မှာနှစ်နှစ်လည်းမသွားရသုံးနှစ်လည်းမသွားရလေးနှစ်လည်းမသွားရနဲ့အချိန်ကြီးကြန့်ကြာနေတဲ့သူတွေအင်တာဗျူးအောင်ပြီးကမှအကုန်ပြင်ဆင်ပြီးကကြာမှကန်ဆယ်ဖြစ်သွားတဲ့သူတွေအများကြီးရှိတယ်တချို့ဆိုရင်ဂျပန်နိုင်ငံကိုစောင့်လို့မရောက်လို့ကန်ဆယ်အလုပ်ခံလိုက်ရလို့ဆိုပြီးတခြားနိုင်ငံကိုသွားလိုက်ရတဲ့သူတွေတောင်ရှိတယ် အမကလာပြောတဲ့လူတွေတောင်ရှိရဲပေါ့နော်အဲ့တော့အဲ့လိုလူမျိုးတွေအတော့ကိုရောမြန်မာလေးအနေနဲ့ရည်ကျင်စရာများကောင်းနေသလားပေါ့နော်အမမေးချင်တာလေပြီးတော့ကြာတော့နောက်တစ်ချက်အမကြသွားပြီးတော့သူကြသွားပြီးတော့ပေါ့နော်နောက်လူတွေသွားကြနေမှစိတ်တကြစရာတွေမေကပြောရဲပေါ့ကွာသူပြောချင်တာကအဲ့တော့ကြာတော့အမအနေနဲ့လေဘယ်အရာမှအမအနေနဲ့လွယ်လွယ်လေးမတွေးစေချင်ဘူးအမရဲ့ရည်ရွယ်ချက်ကဘာလို့ရောဆိုတော့လွယ်လွယ်လေးတွေးပြီးသွားတဲ့လူက ိုဘက်ရောက်ရင်အခက်အခဲတွေကြုံရင်ဘာလို့လို့ဘာခံရမှမသိတော့ဘူးအဲ့တော့ကျတော့အမအနေနဲ့အများရန်သွားမဲ့လူတယောက်ကိုအလောက်ကကိုဘက်နဲ့ဒီဘက်ဘလို့ခွာတော့ခက်ခဲလားခက်ခဲတယ်ဒီစနစ်ပိုင်းဆိုင်ရာမတူဘူးအဲ့အတွက်ကိုမြ мян လေးလာသွားမြ мян လေးကျင့်သွားဂျပန်စကားကိုမြ мян လောက်သွားတချို့အဖိုင်နဲ့သွားလို့ရလားလားမေးရမရဘူးအဖိုင်နဲ့သွားလို့ရတဲ့အလိုမျိုးဆိုတော့အမအနေနဲ့မကြောက်လို့ပြောတယ်အနေဆုံး unfold လောက်တော့အောင်လောက်သွား unfold လောက်တော့တင်သွား ိုးဘက်မှာဘာသာစကားအခက်အခဲမရှိအောင်လို့ကို့အနေနဲ့အကောင်းအဆိုးဒွန်တွဲပြီးတော့စဉ်းစားသွားပြင်ဆင်သွားအမအနေနဲ့အမြဲပြောတယ်ဘာလို့လဲဆိုတော့ဟိုဘက်ရောက်သွားတော့မှအကောင်းနေကြီးပဲတွေးလာပြီးတော့ကို့ဘက်ကအကောင်းနေကြီးပဲတွေးသွားပြီးတော့ဟိုဘက်ရောက်သွားပြီးတော့မှဒုက္ခရောက်နေတဲ့သူတွေတပုံရင်းရှိလို့အမအနေနဲ့အမြဲတမ်းလက်တွေ့ကြကြစဉ်းစားတတ်ဖို့ပဲအမအနေနဲ့ပြောတယ် ဘာသာစကားမရလဲတွားလို့ရတယ်ဆိုပြီးအမအနေနဲ့ဘယ်တော့မှဘာသာစကားမရလဲတွားလို့ရတယ်နော်ဘာသာစကားမရလဲတွားလို့ရတယ်နော်ခန့်ကြည့်မရလဲတွားလို့ရတယ်နော်အမအနေနဲ့ဘယ်တော့မှမပြောခဲ့ဘူးဒါ training နဲ့ကိုတချို့တွေတွားချင်ပါတယ်ဆိုတဲ့သူတွေကိုအမအနေနဲ့တော့ training နဲ့တော့တွားလို့ရတယ်ဒါပေမဲ့အနေဆုံးအနေနဲ့တော့ unfollow တော့အအောင်လောက်သွားလို့ပြောတယ်ဘာလို့တော့ဆိုတော့လွယ်လွယ်လေးမမသွေးသွားစေချင်ဘူးလွယ်လွယ်လေးနဲ့တွားလို့ရတယ်လို့မထင်သွားစေချင်ဘူး ဒါဟိုဘက်ရောက်သွားတဲ့သူတွေဆိုလို့ရှင်လည်းနားလည်မယ်ပေါ့နော်ဘာသာစကားကဘလောက်ထိအရေးကြီးတော့ဂျပန်ဆိုတာဘလို့ခက်ခဲတဲ့နိုင်ငံတော့ဘလို့ပင်ပန်းတဲ့နိုင်ငံတော့ဆိုတော့ဟိုဘက်ရောက်တဲ့သူတိုင်းနားလည်တယ်အမပြောတဲ့စကားအောင်လေမြန်မာလေးအနေနဲ့အမပြောတာကိုနားမလည်သေးဘူးဆိုလို့ရှင်အမအနေနဲ့နောက်ထပ်ဥပမာတစ်ခုထပ်ပေးမယ်ပေါ့နော်ဆယ်တန်းဖြည့်တဲ့ចောင်းသားတစ်ယောက်ရှိတယ်ကွာလူနှစ်ယောက်ရှိတယ်ဒီចောင်းသားကသူ့ရဲ့အခြေအနေကိုသူလက်တွေ့ကြကြမစင်းစားတတ်ဘူးအလွယ်နည်းလမ်းလိုက်တဲ့လူပေါ့နော်အဲ့တော့ကျွန်တော်ဒီចောင်းသားကမေးတယ် ဆယ်တန်းစာမဝက်ဖြေဖို့အတွက်ကိုစာမချက်ပဲနဲ့စာမေးပွဲအောင်နိုင်လာလို့မေးတယ်လူနှစ်ယောက်ကိုပေါ့နော်အဲ့မှာတယောက်ကကြတော့ဟာအောင်နိုင်တာပေါ့စာမချက်လည်းရတယ်အောင်တယ်သွားဖြေဒီလူကပြောတယ်နောက်တယောက်ကကြတော့ဟာမရဘူးစာမချက်ပဲနဲ့တော့ဘလို့မှမအောင်နိုင်ဘူးမင်းအနေနဲ့စာစူးစမ်းမှရမယ်စူးစမ်းကိုနိုင်ရင်နိုင်တဲ့လောက်စူးစမ်းဒီထက်ပိုစူးစမ်းနိုင်ဒီထက်ပိုစူးစမ်း အဲ့တော့ကြောင့် तू ကဒီဘက်ကလူပြောတာက तू စ조사အထောက်မှုရှိမှရမယ်ဆိုပြီးပြောတဲ့အတွက်ကို तू ကဒီဘက်ကလူပြောတာခတ်တယ်ဆိုပြီး तू ကမ조사ချင်တော့မယူတော့ဘူးပေါ့နော်အဲ့တော့ဒီလော်လော်လေးပြောတဲ့ तू စကားကိုပဲ तू ကနားထောင်ပြီးတော့စာမချက်ပဲနဲ့စာမတော့ဖြစ်ရပေါ့နော်အဲ့တော့အောင်စင်းထွက်လာတော့ तू ကအောင်စင်းထဲမှာသူ့နာမည်ပပလာဘူးပေါ့နော်ကြာသွားတယ်ပေါ့အဲ့တော့ तू ကဒီသူ့ကိုအကြံဉာဏ်ပေးခဲ့တဲ့ तू စာမချက်ပဲနဲ့တော့ဖြစ်ဆိုပြီးအကြံဉာဏ်ပေးခဲ့တဲ့လူ ခင်ဗျားပြောတော့စာမချက်ပဲလဲတော့ဖြေအောင်လေဆိုအခုကျွန်တော်စာမချက်ပဲနဲ့တော့ဖြေရကြာသွားတယ်ဆိုဒီလိုတော့ပြောရင်ဒီလိုကလေသူ့ကိုလေဟာငါးချောင်းကြာသွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့တာဝန်ယူပေးမယ်လို့ထင်လားငါလည်းမသိဘူးလေမင်းအကြံဉာဏ်တောင်းလို့ငါပေးလိုက်တာလောက်တာမလောက်တာမင်းကိစ္စမင်းဘာသာနဲ့မင်းမစိုးစားလို့ကြာတာဆိုတဲ့ပုံစံမျိုးပဲဒီလူကပြန်ပြောမှာအဲ့လိုပဲ ကိုကိုစာမရပဲနဲ့လာလို့ရတယ်လို့ဘသူတွေကပဲပြောနေပြောနေဟိုရောက်လို့တကယ်ကိုအခက်အခဲဖြစ်ပြီဆိုကိုနားမှာဘသူမှရှိနေမှာမဟုတ်ကိုကိုဘသူမှကူညီပေးမှာမဟုတ်ဘူးကိုကိုကိုပဲရက်တည်ရမှာကိုကိုကိုပဲကိုပြဿနာတွေကိုဖြေရှင်းရမှာကိုတယောက်ထဲရပဲရှိတာကိုဘေးနားမှာတငယ်ချင်းမပြောနဲ့မိသားစုတောင်မရှိဘူးကိုကအဝေးတင်နေရနိုင်ငံခြားမှာအလုပ်သွားလုပ်နေရတာဖြစ်တဲ့အတွက်ကိုမပြောရနားလည်လားမသိဘူးပေါ့နော်မင်းရဲ့အကောင့်ထဲမှာအခုလိုမျိုးပေါ့နော် ခြေနေတဲ့သူတွေရှိတယ်ဆိုလို့ရှင်လဲဒါမေးနားလဲအောင်လို့တခါတည်းရှင်းပြပေးလိုက်တာပါเนาะအဲ့တော့ကိုကဟိုဘက်ရောက်နေပြီအခက်ခဲမရှိဘူးဒါမှမဟုတ်လို့ရှင်လဲအခုမှသွားမယ်လို့ဒါမဲ့ညီမလေးကိုညီမလေးယုံကြည်တယ်ညီမလေးအနေနဲ့ဟိုဘက်ရောက်ရင်ဘာအခက်ခဲမှမရှိပါဘူးလို့100%ကိုကိုကိုယုံကြည်တယ်ဆိုလို့ရှင်ရှိသွားပါစိတ်တလောက်ရှိသွားနိုင်ပါတယ်ညီမလေးကိုအမအနေနဲ့အကြံပေးချင်တာပါဘောနော် ညီမလေးအနေနဲ့လူတယောက်ကိုဗီဒီယိုတစ်ခုလည်းကြည့်ပြီးတော့ပေါ့ဒီလူကတော့ဒါကိုဆိုလိုနေတာပဲဆိုတမ်းမီဂျက်မလုပ်ပဲနဲ့အဲ့ဒီလူတင်တဲ့ဗီဒီယိုတွေကိုအကုန်လုံးကိုကြည့်ပြီးတော့မှဒီလူကဘာကိုဆိုလိုရှင်နေတာတော့ဆိုတော့ဂျက်လုပ်တင်တယ်ပေါ့နော်ညီမလေးအနေနဲ့ကောင်းတယ်ကောင်းတယ်စာမရလဲလာလို့ရတယ်ဆိုပြီးကလေးကလာမိုတီတွေပေးနေတာတွေကိုလိုက်မကြည့်ပဲနဲ့ပေါ့နော်တကယ်ကိုမှလက်တွေ့ကြကြပြောနေတဲ့သူတွေအများကြီးရှိပါတယ်သူတို့အလုပ်ထဲမှာဘလို့အခက်ခဲတွေရှိပါတယ်စာဘလောက်ရတော့မှလာခဲ့ပါဆိုပြီးတော့လက်တွေ့ကြကြ ဗီဒီယိုတွေတင်နေတဲ့သူတွေလက်တွေ့ကျကျပြောနေတဲ့သူတွေအများကြီးရှိပါတယ်အဲ့တော့အဲ့လိုလူတွေရဲ့ဗီဒီယိုတွေကိုများများလေ့လာပါများများကြည့်ပါဘောနော်နောက်တစ်ခုကကျတော့ဘယ်အလုံးမဆိုမလုတ်ခင်ပါဘောနော်လက်တွေ့ကျကျစဉ်းစားတတ်အောင်လုပ်ပါကလေးကလားတွေမတွေ့ဘဲနဲ့လက်တွေ့ကျကျစဉ်းစားတတ်တဲ့သူတယောက်ဖြစ်အောင်လုပ်ပါဘောနော်ပြီးရင်စာမျက်နှာဖတ်ပါမအနေနဲ့အဲ့လောက်တော့အကြံပေးနိုင်တယ်ဘောနော်ဟုတ်ကဲ့ပါမင်းရဲ့ data page ကနေပါရှင့်